တော်ရရှိနေတာတော့ဒီနေ့အတိုင်းပုံပြင်းမြို့နယ်အတွင်းကဘာဂျွန်းဆိုတဲ့ခြေရွာလေးတွေ့ရဖြစ်ပါတယ်ဒီကိစ္စမှာရှိတဲ့ခြေလူသားတွေရဲ့လူမျိုးပေါ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းရှင်နဲ့လောက်ကခြေလူသားတွေရဲ့ကြာဖြစ်ပေါ်နေတဲ့အခြေအနေများကိုဖိလာပြီးတော့သူတို့လူမျိုးပေါ်များပုံပြူစီရင်ခံမှလာဖို့ရှေ့ပြောင်းချေချာတဲ့ဓမ္မတွေပေါ်ရတဲ့အခြေအနေတွေကိုလုပ်နေလာတာ မနက်ကတော့တန်းစားတာအများကြီးတော့လာတယ်ကျွန်တော်တို့ရင်းနိုင်တိုင်းဘယ်လိုလဲဖြစ်နေပြီးမှာတစ်ယောက်ဆိုမှန်ကန်စွာနဲ့အရှိတဖြစ်မျိုးမျိုးဆင်ခြင်ပြီးလိုအပ်တဲ့တန်းစားတာကိုထုတ်ပြီးတုံးချဖတ်ရှိလာတော့တန်းစားတာဒီလိုရောက်တန်းစားရတယ်ကိုတစ်ယောက်ဆိုစီမံခန့်ခွဲဆွေရအတွက်လိုအပ်သောကုန်ခများအတွက်စနစ်တကျသမတ်ရရှိအတွက်မြန်မာပြည်တော်အားပန်းယူရေးစီမံချက်တွေချမှတ်ကန်ဒီကံဝေးလုပ်ငန်းတွေကိုစနစ်တကျနဲ့လုံဆောင်မယ်ဆိုရင်ပြီးတော့လုပ်ငန်းရှင်တွေရဲ့ ရုပ်သားတွေပေါ်မှာထားရှိသောစီမင်းစည်းကမ်းအဝေးမှုအခြေအနေဓာတ်တွေကိုအများကျရှိရှိတဲ့နိုင်ငံနဲ့နိုင်ငံတော်သားများပူးပေါင်းကြိုးတဲ့အတွက်ရှိရှိတဲ့စည်းနှုံးတွေဝေယူမှုပမာဏတွေအားဖြင့်စစ်သားပြပေးစုရှိရောအချိန်ကလမ်းစာရုပ်သားတွေပေါ်အများကျပူးပေါင်းကြိုးတဲ့အတွက်ရှိနေပြီလေဘောပေါင်းခြင်းရဖြစ်ပြည်လျံမိသားဖြစ်တဲ့ဒါဆိုရင်လမ်းပြကျွန်းတိုင်းပါကျွန်းတိုင်းရှိလို့လည်းခေါ်ပါတယ် အမြဲတမ်းလာမောပြီးလူမနေတဲ့နိုင်ငံတကာစံချိန်ကိုဝင်တဲ့သဘာဝလှပါနေဖြစ်ပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဒီဝါကျွန်းပြည်ဝကိုပြီးဖို့ဆွဲတန်းထားတဲ့ မင်းလဲရေအောင်ထောက်ရီစုပိုက်လိုင်းအတွက်အဓိကရေထွက်တဲ့နေရာကိုတွားရောက်လေ့လာပြီးတော့စနစ်ကိုစီပေပါဝက်များပုံချပြီးတော့ရေတင်နေရတဲ့စနစ်အစားဆိုလာစနစ်သုံးဖို့လေအားလျက်စစ်လေအားပန်းကားကိုသုံးပြီးတော့ရေတင်တဲ့စနစ်ကြောင်းလဲသုံးပြီးလို့ရနိုင်မရနိုင်ကျွန်တော်ကိုယ်တိုင်တွားရောက်လေ့လာပြီးဖွင့်ကြည့်ပေးဖို့ကြိုးစားနေခြင်းဖြစ်ပါတယ်အမဒီဒီဒေတာအတွက်ဒီရွာမှာမိဖို့နေတဲ့လူပေါင်းထောက်ကြီးတဲ့ဒီလူလူအတွက်တောက်ရီဂျိုကိုခိုးနှုံးစူသာသာနဲ့ ။ဒီအောင်ကြီးစွန့်ရင်၊ဒီအားစွန့်ရင်အစ်စ်ဒီဘက်ကန်းကိုပို့ပြလိုက်ဖို့ကြိုးစားမှာဖြစ်ပါတယ်။ဒီကမ်းမှာတော့ဒီဝါချန်းစတဲ့ရွာလေးမှာတော့တောက်ရည်ကြိုးမရရှိပါဘူး။မထပ်ပါဘူး။ဟိုးဘက်ကကျောင်း။ဒီကျွန်တော်တို့သွားနေတဲ့ကျောင်းတွေကရေကြိုးရင်းမြစ်ကနေပြောဒီပင်လယ်ရောက်နေရာဒီပြောပိုက်နဲ့ဆွဲတန်းထားတာဖြစ်ပါတယ်။မိုင်းချီရှိနိုင်ပါတယ်ကျွန်တော်တို့ပြီးမှအကွာအဝေးပမာဏတွေအကြံဆက်ချက်ပြီးကျွန်တော်တို့စူးစမ်းမှာဖြစ်ပါတယ်